ဟုတ်ကဲ့မင်္ဂလာပါဗျဒူဒီ KMD မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျโอเคเดกูดมอร์นิ่งนะโอเคပါဗျเนาะမင်္ဂလာမနက်ခင်းလေးပါဗျကျွန်တော် ဗောဓဟုညနေရလဲကျွန်တော်နော်ဗရိတ်ကလည်း619ဗရိတ်တော့မှန်တယ်ကျွန်တော်အဲ့နေဝမ်းကျင်းကြီးလည်းမှန်တယ်ပေါ့နော်ကီးကြီးမှန်တယ်ဒါ့ပေမဲ့ကျွန်တော်ငားမကြိုက်လို့ငားကိုပယ်လိုက်တာပေါ့နော်အဲ့နေရတော့ကျွေးရင်မင်္ဂလာပါညီရဟုတ်ကဲ့မင်္ဂလာပါဗျာ ဒေါ်ဝင်းနဲ့မင်္ဂလာပါတားရေးတယ်ဟုတ်ကဲ့ပါဗျာเนาะမင်္ဂလာပါဗျာကျွန်တော်တို့ဘော်ဒူးနေမနက်ကခွန်လေးပေါ့နော်ဒီမှန်ခဲ့တဲ့ဝမ်ချင်းလေးကိုပဲကျွန်တော်တွက်ပြပေးမယ်ဗျာကုမားတို့ကလည်းကြည်ပြီးတော့ကြိုက်ရင်တော့သုံးပေါ့နော် တော့ဒီမှာ3ရက်6ရက်ဒီရက်2ရက်ပေါ့နော်ဒီ3လုံးပေါင်းခြင်းဒီ1ဖြစ်လို့1ရက်ပါဝါဒီ6 1 6ဒီကြောင့်ဒီမှာအချင်းမြတော့ဒီ1 6အချင်းမှာ30ထွက်တော့1ထီတယ်ဗျအကြောဒီမှာနောက်တစ်ပင်ပေါ့နော်နောက်တစ်ပင်ဒီလဲ1ရေ3ရေပေါင်းချင်းဒီ1 1နဲ့တည်းရ4နဲ့ပေါင်းတော့5ဒီ3လုံးပေါင်းချင်း5ဖြစ်လို့5ရေပါဝါဒီ3ရ5 3ရဒီကြောင့်ဒီမှာအချင်းမြတ် တော့ဒီ9 3ညအချိန်မှာလဲခွန်9ထွက်တော့9အထီတွေဗျ။တော့ကြောဒီမှာနောက်တပင်ပေါ့နော်နောက်တပင်တီလဲခွန်ရဲ9ရဲ့ပေါင်းချင်းတီ2 2နဲ့တီရဲ့2နဲ့ပေါင်းတော့4ဒီ3လုံးပေါင်းချင်း4ဖြစ်လို့4ရဲ့ပါဝါတီ9 4 9တီတော့ဒီမှာအချိန်မြတ်တော့ဒီ4 9အချိန်မှာလဲ9ဘူးထွက်တော့9ထီတွေဗျ။ ဒါဆိုကြောဒီမှာနောက်တပင်ပေါ့နော်နောက်တပင်ဒီလဲနှစ်ရဲ့၃ညရဲ့ပေါင်းချင်းဒီနှစ်နှစ်နဲ့ဒီရဲ့၃ညနဲ့ပေါင်းတော့နှစ်ဒီ၃လုံးပေါင်းချင်းနှစ်ဖြစ်လို့နှစ်ရဲ့ပါဝါဒီခွန်းနှစ်ခွန်းဒီကြောင့်ဒီမှာအချိန်ပြတော့ဒီနှစ်ခွန်းအချိန်မှာလဲခွန်းလေးထွက်တော့ကျွန်တော်တို့ခွန်းထိတယ်ကြအလိုမဲ့ဒီဝန်ကျင်းလိုင်းလေးနားလည်မယ်လို့ထင်တယ်ပေါ့နော်ကိုမတို့ကလည်းကြိုက်နှစ်တက်မှုရှိမှလည်းသုံးပါဗျာဒါဆိုရင်ကျတော့ဒီနေ့မှာဝန်ကျင်းတီ 9ရဲ့6ရဲ့ပေါင်းချင်းဒီ1နဲ့ဒီက9နဲ့ပေါင်းတော့6ဒီ3လုံးပေါင်းချင်း6ဖြစ်လို့6ရဲ့ပါဝါဒီ1 6တက်ဒီကြောင့်ဒီချိန်ပေါ့နော်ကျွန်တော်ဒီနေ့မနက်မှာ6တက်ဒီအချိန်ပါဗျာမမူတန်းနဲ့6တက်အချိန်နဲ့6ကြိုက်တယ်တဲ့ဟုတ်ကဲ့ပါဗျာနော်ညိုးသူရမနက်9နာရီခန်းလေးပြောပေးပါလားတဲ့ကျွန်တော်9နာရီခန်းတော့မကြည့်ရသေးဘူးပေါ့နော် ော့ဒီမှာဒီ6ရဲ့3ညရဲ့1ရဲ့ပေါ့နော်ဒီ3လုံးပေါင်းခြင်း3ညဖြစ်လို့ဒီမှာဒီ3ညပါဝါဒီ5 3ည5တီလဲကျွန်တော်ဒီမှာအချိန်မြတ်တော့ဒီ3ည5အချိန်မှာလဲခွန်5ထွက်တော့5ထီတယ်ဒီမှာဆိုရင်1ချင်းဒီ5 3ညအချိန်3ည5အချိန်ပေါ့နော်အဲ့ဒီမှာတော့ကျွန်တော်5ပိုင်းပေးပြီးတော့ခွန်5ဆိုပြီးတော့ထွက်တယ်ဗျညီညီရဲ့မင်္ဂလာနေ့နဲ့ခင်လေးပါတဲ့ဟုတ်ကဲ့ပါဗျာနော် နှစ်3ရက်4 3ရက်ကိုကိုကနန်ဟုတ်ခဲ့ဗျာเนาะကျေးဇူးတင်ပါတယ်ဗျာဒါဆိုကြောဒီမှာနောက်တစ်ပင်ဒီခွင်ရ9ရက်ပေါင်းချင်းဒီနှစ်နှစ်နဲ့ဒီရက်ခွင်နဲ့ပေါင်းတော့9ဒီ3လုံးပေါင်းချင်း9ဖြစ်လို့9ရက်ပါဝါဒီလေး9လေးဒီကြောင့်ဒီမှာအချိန်ဗျာအဲ့ဒီ9လေးအချိန်မှာလည်း9ဘူးထွက်တော့9ထီတယ်ဒီမှာလည်းကျွန်တော်တို့4 9အချိန်9လေးအချိန်ပေါ့နော်ဒီမှာလည်း9ပိုင်ပေးတယ်ပြောရတယ်ဒါမှမဟုတ်လည်းကျွန်တော်ဒီအချိန်နှစ်ချိန်အတွက်အပြည့်လေးပေးတယ်ပေါ့နော်9ဘူးဆိုပြီးတော့ထွက်တယ်ဗျာ အဲ့တော့ဒီမှာနောက်တစ်ပင်ဒီပေါ့နော်9ရက်9ရက်ပေါင်းချင်းဒီ6 6နဲ့ဒီရက်1နဲ့ပေါင်းတော့9တက်ကိုကိုပေါင်းချင်းတီလဲကိုဖြစ်လို့ကိုရဲ့ပါဝါတီလေကိုလေးတီလဲကျွန်တော်ဒီမှာအချင်းပြအဲဒီကိုလေးအချင်းမှာလဲခွန်လေးထွက်တော့လေးထီတယ်ဒီမှာဆိုရင်ဝမ်းချင်းတီကျွန်တော်နှစ်ခွန်အချင်းကိုလေးအချင်းပေါ့နော်တွဲရင်အပြီးပေါက်ပေးတယ်ဒီရခွန်ဒီရလေးနဲ့ခွန်လေးဆိုပြီးတော့ထွက်တယ်ဗျ နက်ထုတ်အမဲကနန်လေးတဲ့မန်းထဲမှာမန်းပေးပါမယ်တဲ့မန်းဝင်ပြပါတဲ့ဟုတ်ကဲ့ပါဗျာနော်ရပါတယ်ဗျာဒါဆိုကြောဒီမှာဒီနေ့အတွက်ပေါ့နော်ခွင်းရဲ၄ရဲ့ပေါင်းချင်းတီ1တင်းနဲ့ဒီရခွင်းနဲ့ပေါင်းတော့၈ဒီ၃လုံးပေါင်းချင်းတီ၈ဖြစ်လို့၈ရဲ့ပါဝါတီ၃၈၃ဒီကျွန်တော်ဒီမှာအချင်းဗျာ ရှင်မောင်နဲ့အချင်းခကြီးသွားရတဲ့နောက်ဆုံးပဲအောင်မြင်ခြင်းနဲ့သူများရဲ့အကောင့်ဝင်ကြည့်သွားရတဲ့ဟုတ်ကဲ့ပါဗျာနော်။ကျော်ဒီမှာဒီ6တအချင်း83အချင်းပေါ့နော်။ဒီမှာတော့ဒီအပေါ်ပြင်မှာတော့ကျော်တော့9တုံညာအချင်း3ညာ5အချင်း2ရဲ့အချင်းမှာတော့လုံးပိုင်ပြေးပြီးတော့ခွန်ငါထွက်တယ်။၄ပိုင်၄ကိုအချင်း6လေးအချင်းမှာတော့ကျွန်တော်ကိုဘူးဆိုပြီးအပြစ်ပေါက်ပေးတယ်ပေါ့နော်။ဒီမှာလည်းနှစ်ခွန်အချင်းနဲ့ကိုလေးအချင်းနဲ့မှာလည်းကျွန်တော်တို့ခွန်လေးဆိုပြီးတော့အပြစ်ပေါက်ပေးတယ်ဗျ။ဒီမှာကျွန်တော်တို့6တအချင်း83အချင်းပေါ့နော်။ဒါဆိုရင်ကျော်တော့ဒီမှာဒီ 6783ဒီကျွန်တော်တို့အပြည့်ပေါက်ပေးတယ်လို့ပြောလို့ယူဆလို့ရတယ်ပေါ့နော်ဗရိတ်ကလည်းကျွန်တော်တို့ဆက်မှန်မယ်ဆိုရင်တော့ဒီ6783နဲ့တွဲတာဒီကျွန်တော်တို့ဗရိတ်ကဆက်မှန်မယ်ဆိုရင်တော့ကွက်တီပဲပေါ့နော် ဒါကြောဒါကြောဒီမှာဗရိတ်ပေါ့နော်၁ရဲ့၆ရဲ့ပေါင်းချင်းဒီခွန်ဖြစ်လို့ခွန်ပါဝါတိနှစ်ခွန်နှစ်ဒီကြောဒီမှာဗရိတ်ဗျတော့ဒီခွန်နှစ်ပြိမ့်မှာခွန်၅ဆိုတော့နှစ်ပြိမ့်ထွက်တယ်ဒီမှာဆိုလဲကျွန်တော်တို့၃အချင်းပေါ့နော်ဒီ၃အချင်းကို ခွန်နှစ်ပြိမ့်ရအောင် တွဲရင်ကျွန်တော်တို့၅နဲ့နှစ်ပြိမ့်ဆိုရင်ကျွန်တော်တို့ခွန်ခွန်၅ပါမယ်ပေါ့နော်ကျွန်တော်တို့ ဒါဆိုရင်ကျော်ဒီမှာနောက်တစ်ပင်ဒီခွင်းရဲ့တဲ့ရဲ့ဒီနှလုံးပေါင်းခြင်းဒီရှစ်ဖြစ်လို့ရှစ်ရဲ့ပါဝါဒီ3ရှစ်3ဒီလည်းကျွန်တော်ဒီမှာ break ပဲဒီရှစ်3 break မှာလည်း9ဘူးဆိုတော့ရှစ် break ထွက်တယ်ဒီမှာလည်းကျွန်တော်တို့9လေးအချိန်ကိုရှစ်3 break ရအောင်တွဲရင်ကျွန်တော်တို့9နဲ့ရှစ် break ဆိုရင်9ဘူးပါပဲပေါ့နော်ကျော်ဒီမှာ break လည်းအမှန်မဆိုရင်ပေါ့နော်ဒါဆိုကျော်ဒီမှာနောက်တစ်ပင်ဒီ6ရဲ့ခွင်ရဲ့ဒီနှလုံးပေါင်းခြင်းဒီ6ဖြစ်လို့6ရဲ့ power တီ6တက်ဒီကျော်ဒီမှာ break ပြ ဒီ6တစ်ပရိတ်မှာလဲခွန်လေးဆိုတော့တစ်ပရိတ်ထွက်တယ်ဒီမှာလဲကျွန်တော်တို့ဒီနှစ်ခွန်ကိုးလေးဆိုတော့ကီလေးလုံးကိုကျွန်တော်6တစ်ပရိတ်ရအောင်တွဲရင်ကျွန်တော်တို့ခွန်လေးပါမှာပေါ့နော်အားလုံးပဲနားလည်မယ်လို့ထင်နေဗျဒါဆိုရင်ကျွန်တော်ဒီမှာခွန်ရဲ့နှစ်ရဲ့ဒီနှလုံးပေါင်းခြင်းဒီကိုးဖြစ်လို့ကိုးရဲ့ပါဝါတီလေးကိုးလေးဒီကျွန်တော်ဒီမှာပရိတ်ဗျာကျွန်တော်ဒီမှာ6တစ်အချိန်နဲ့8 3အချိန်နဲ့တွဲရင်အပြည့်ပေါ်လဲပေးတယ်ပေါ့နော်ပရိတ်ဒီကိုးလေးပရိတ်ဆိုတော့ကျွန်တော်တို့ တွဲရင်68ဆိုတဲ့4ဗရိတ်63ဆိုတဲ့9ဗရိတ်18ဆိုတဲ့9ဗရိတ်13ဆိုတဲ့4ဗရိတ်ပေါ့နော်အဲ့လိုမဲ့နားလည်မယ်လို့ထင်ပါတယ်ဗျာကိုမတို့ကလည်းကြိုင်းနေတတ်မှုရှိမှလည်း3ပေါ့နော်ဒူးဒီမှာတော့အပိုင်ရင်လို့တော့မရှိဘူးဗျာဒါဆိုကြောဒီမှာအပင်တို့ဗရိတ်လေးလေးပြပေးမယ်ပေါ့နော် ော်ဒီမှာ၃ညရဲ့၁ရဲ့ခွင်ရဲ့ပေါ့နော်ဒီ၃လုံးပေါင်းချင်းဒီ၈ဖြစ်လို့ကျွန်တော်ဒီမှာဒီ၈ပြိတ်၉ဘူးဆိုပြီးတော့ထွက်တယ်နောက်တစ်ပြင်ဒီလည်း၅ရဲ့ခွင်ရဲ့ပေါင်းချင်းဒီ၂နှင်းနဲ့ဒီက၉နဲ့ပေါင်းတော့၁ဒီ၃လုံးပေါင်းချင်းဒီ၁ဖြစ်လို့ကျွန်တော်ဒီမှာဒီ၁ပြိတ်ခွင်လေးဆိုပြီးတော့ထွက်တယ်ဗျဒါဆိုကျတော့ဒီမှာဒီ9ရဲ့9ရဲ့ပေါင်းချင်းဒီ6 6နဲ့ဒီက9နဲ့ပေါင်းတော့9ဒီ3လုံးပေါင်းချင်း9ဖြစ်လို့ကျွန်တော်ဒီမှာဒီ9ပြိတ်ပေးမှလာပေါ့နော် အလုံးမဲ့နားလိမ့်မယ်လို့ထင်နေပြကျွန်တော်ကတော့ဒီမှာ6183ခွေပူးလေးပေးလိုက်မယ်ပေါ့နော် ကျွန်တော်ဒီမှာ6 8 3ကိုခွေပူးပေးတယ်ကျွန်တော်69ရဲ့1 4ရဲ့ဆိုပြီးတော့ထပ်ထည့်ပါတယ်ဗျဟုတ်ကဲ့ပါအားလုံးပဲကျွန်တော်တွက်ပြလေးရဲ့နားလည်မယ်လို့ထင်တယ်ပေါ့နော်ကျွန်တော်တွက်ပြတဲ့ခဏန်းလေးဒီလဲပေါက်ခဏန်းလေးဖြစ်ပါစေဗျကိုမတို့ကြိုက်တဲ့ခဏန်းဒီလဲ7နှစ်တမိနဲ့ထွက်မဲ့ခဏန်းနဲ့ထပ်တူကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ကျွန်တော် like ကိုကြည့်ရှုအားပေးခဲ့ကြတဲ့တိုင်းဆက်ဤချမ်းသာခြင်းကိုဤကျမ်းမာခြင်းနဲ့လည်းပြည့်စုံကြပါစေတူဒီကိုလည်းထိုးလဲပေါက်ပြီးတပတ်တပတ်အမြတ်တွေရပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ channel ကို subscribe နဲ့တိတဲ့ကိုမရီကလည်း subscribe နဲ့ပြီးပို့တောင်းဆိုပါတယ်အားလုံးပဲကံကောင်းကြပါစေဘိုင်းဘိုင်း see you ပါအားလုံးပဲ